ဒီတစ်ခေါက် upgrade batch ကတော့ Motorola လောက်ဘူးသမျှ upgrade batch တွေထဲမှာအကြီးအမားဆုံးနဲ့အများဆုံး upgrade batch လို့ပြောလို့ရပြီးတော့တွေးကြတဲ့အတိုင်းပဲ hero တွေအများကြီးကို buff လုပ်တယ် nerf လုပ်တယ် adjustment လုပ်ထားပါတယ်ဒီတော့ထုံးစံအတိုင်းပဲ support မှာပြင်းနေငပြင်းနေအတွက်ဒီ upgrade batch မှာ hero တွေကို buff လိုက်တယ် hero တွေကို nerf လိုက်လဲဆိုတာအပြင် battle fee အပြောင်းလဲရင်လည်းတခြားတခြားသော item adjustment တွေကိုပြပြပေးသွားမှာပါ ပထမဆုံးကတော့ Rafaela ရဲ့ပြောင်းလဲသွားတဲ့ passive rebound ဖြစ်ပြီးတော့ဒီ passive rebound ကမြန်မာနိုင်ငံမှာဆိုရင်တိတ်ပြီးတော့မသိတာဘူးဆိုပေမဲ့ Indo Filipino လို့စာပါတွေမှာဆိုတော့ဖြစ်ရင်ဒီ passive rebound ကြောင့်ပဲတော်တော်လေးကိုလှုပ်ခတ်မှုတွေဖြစ်သွားပါတယ်။ဒီတော့တွေးကြတဲ့အတိုင်းဘက်ကွေးတို့ကအခုတည်သွားပါပြီ။အဲ့ဒီမှာကျွန်တော်က passive နဲ့ response ပြန်လုပ်မယ်ဆိုကြပါစို့ဗျာ။ဘုံမှန်ဆိုရင် response time က30စက္ကန့်လောက်ကြာမှာဆိုပေမဲ့ကျွန်တော်က passive နဲ့ response time တွေအကုန်လုံးကိုချိပစ်လိုက်ပြီးတော့ဘက်ကွေးတို့ချက်ချင်း survive ဖြစ်အောင်လုပ်လို့ရတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီ passive ကြီးကလုံးဝကို OPE ပါ။ဒီမှာတည်ထားရမှာတကူကဘာလဲဆိုတော့ Rafaela ရဲ့ပြောင်းလဲသွားတဲ့ passive ဖြစ်တဲ့ response time တွေအကုန်လုံးကို ချိပြီးတော့ response ပြန်လုပ်ပေးတယ်ဆိုတာကအကန့်အသတ်ရှိပါတယ်ဥပမာ baby ပြောရမယ်ဆိုတော့ပြင်ကျွန်တော်တို့ကအားလီဂိမ်းမှာတစ်ခါသေးသွားတယ်ဆိုရင်အနည်းဆုံးများ10စက္ကန့်လို့15စက္ကန့်လို့ပဲ response time ကစောင့်ရပါတယ်အဲ့ဒီလိုမျိုး response time ကိုစက္ကန့်နဲ့နဲ့ပဲစောင့်ရပြီးတော့တင်းနေတဲ့ teammate ကိုကိုရီးယားပက်စိတ်နဲ့ response လုပ်မယ်ဆိုရင်တော့ပြင်ကိုရဲ့ပက်စိတ်ကိုတော့ကအကြာကြီးဖြစ်နေမှာမဟုတ်ပဲ90စက္ကန့်လို့60စက္ကန့်လို့ပဲစောင့်ရမှာဖြစ်ပါတယ်ဒါပေမဲ့တီထားရမှာကလေဂိမ်းပိုင်းမိနစ်20ကျော်ကိုရောက်လာတဲ့အခါ hero အလုံးက level 50လောက်ဖြစ်သွားပြီဖြစ်တဲ့အတွက် response time တွေကလည်း60စက္ကန့်လို့90စက္ကန့်လို့ဖြစ်နေလောက်ပါပြီအဲ့ဒီလိုမျိုးလေဂိမ်းရောက်လာတဲ့အများ response respond တိုင်းကြတဲ့ကိုယ့်ရဲ့ teammate တွေကို respond ပြန်လုပ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ passy ကတစ်ခါတစ်ခါ၃မိတိုင်း၃မိတိုင်းစက္ကန့်200ကျော်100လောက်ကိုစောင့်နေရမယ်အနေထားဖြစ်ပြီးရောဗျာပြောရမယ်ဆိုရင်တော့ကို respond လုပ်မဲ့ teammate ရဲ့ respond တိုင်းကကြာလေကြာလေကိုယ့်ရဲ့ passy ရဲ့ကိုတောင်းကများများလာပါပါကိုတောင်းနေများနေတယ်ဆိုပြီးတော့ passy ကိုကျွန်တော်တို့ကကိုတောင်း redemption item တွေပါတွေထည့်ဖို့တော့မကြိုးစားနဲ့ passy ကသူတို့ရေးထားပြီးသားပါကိုတောင်း redemption item တွေနဲ့လုံးဝလုံးဝအလုပ်ဖြစ်မှာမဟုတ်တလို့ emblem တွေတဲလက်နေရရမယ်ကိုတောင်း redemption တွေကိုလည်း delay ဖြစ်သွားမှာဖြစ်ပြီး passy ပေါ်မှာဘာကိုတောင်း redemption မှာလုံးမလုပ်ပါဘူးနောက်ထပ်ကြံသေးတာကတော့ skill န်ကိုတောင်းတိုးလိုက်တယ်ပြီးတော့စကီးဝမ်းရဲ့ base damage ကိုရှော့လိုက်ပြီးတော့စကီးဝမ်းကနေရမယ့် passive ဖြစ်တဲ့ slow effect တွေကိုနည်းနည်းလေးရှော့လိုက်တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒါကမျက်တရယ်လို့ထင်ပါတယ် Rafael ရဲ့ passive ကိုခြုံပြီးတော့ပြောရမယ်ဆိုတော့ပြင် Tartar fight တွေ low fight တွေမှာဖင်ရပြီးတော့တည်တည်သွားတဲ့ hyper တွေကိုပြန်ပြီးစေးဖို့အတွက်ဖြစ်ပြီးတော့သူတို့ကိုစေးပြီး really ပောက်ခိုင်းတာတော်တော်လေးကို effective ဖြစ်မှာဖြစ်ပြီးဒီလိုမျိုး revamp လုပ်ပြီးတော့ပြောင်းလဲသွားတဲ့ passive ကြောင့် Rafael အနေနဲ့မတာပြန်ဝင်နေတဲ့အနေအထားမှာရှိနေပြီးတော့လူတော်တော်များများမှလည်း Rafael run Rafael run ဆိုတာပြန်ပြီးခင်စားနေပါပြီဒုတိယတစ်ကောင်ဖြစ်တဲ့ Aimon ကတော့ဘာမှအများကြီးပြောစရာမလိုဘူး Aimon ုံတွေနဲ့စကေးတခုခုတုံပြီးကိုပြောက်နေတဲ့အချိန်အတော်အတွင်းရမယ့် movement speed ကိုအရင်တုန်းက60%ကနေပြီးတော့အခု80%အထိတိုးမြင့်ပေးလိုက်တယ်ပြောချင်တာကတော့ကိုပြောက်နေတဲ့အချိန်အတွင်းအရင်ကထက် movement speed ပိုမြန်ပါမယ် အရင်တော့အေမိုနီနဲ့စကေးတခုခု သုံးပြီးတဲ့အခါကျရင်ဂျန်ငယ်ခရီတို့ဓမ္မမော်ရီလည်းအန်နမီတကောင်ကောင်ရိုက်မယ်ဆိုရင်စကေး1တို့စကေး2တို့က9000လဲနေမှာဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ဒီအဲ့ဒီလိုဘေးစစ်ထက်ခုတ်တိုင်း9000မလဲတော့ပါဘူးအဲ့ဒီလိုမျိုးဖြောက်လိုက်တဲ့ပက်စစ်နေရာမှာဘယ်ပက်စစ်ကိုအစားထုတ်လိုက်လဲဆိုတော့ကျွန်တော်တို့ကစကေးတခုခုသုံးပြီးတိုင်းသုံးပြီးတိုင်းဘေးစစ်ထက်ပထမအဦးဆုံးချိန်ရိုက်မယ်ဆိုရင်အဲ့ဒီဘေးစစ်ထက်ရိုက်လိုက်တဲ့အန်နမီဓမ္မမော်ရီလည်းဂျန်ငယ်ခရီကအနေငယ်စလို့သွားမှာဖြစ်ပြီးတော့ကိုကဘေးစစ်ထက်ရိုက်လိုက်လို့ရှိရင်ကိုရဲ့စကေးတွေက9000လဲနေတယ်ဆိုရင်ဗျာဥပမာ30စက္ကန့်နေပြီးတော့20စက္ကန့်ပြန်ပြီးတော့ရောသွားမယ်ပေါ့အဲ့ဒါရင်အေမိုနီနဲ့စကေးတခုခုသုံးပြီး ီးတော့ပထမဆုံးရိုက်တဲ့ဘေးစေးထက်က9ရောင်း10စက္ကန့်တိတိရှော့ချနေမှာဖြစ်ပြီးတော့ကိုယ့်ရဲ့9ရောင်း4စက္ကန့်ရှိရဆိုရင်3စက္ကန့်ပြည့်ဖြစ်သွားမှာပါကျန်တာကတော့ဗျာစကီဝမ်အဂျက်စမန့်ကိုမကြည့်ပါဝါလေးနည်းနည်းတိုးပေးလိုက်တာပဲရှိရဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်အေမွန်ကလည်းအရင်ကြီးဘောင်းဝင်လာမဲ့ဟီးရိုးရဲ့မှာမပါဘူးဆိုပေမဲ့အခု RAM မှာတွေ့တွေ့နေရပါတယ်ဒီမှာတစ်ချက်တည်ထားမှာကအားလုံးအနေနဲ့စကီတူသုံးလို့ရှိရင်အရင်တော့ကလိုမျိုး damage ထွက်တော့မှာမဟုတ်ပဲ tank item အနေနဲ့အားလုံးမုန်တော့မမြင်ချင်တဲ့ပုံပါပဲနောက်တစ်ခုကစကီတူသုံးတဲ့အခါကျရင် LS battery တို့ဘာလို့မပါတဲ့အခါကျွန်တော်တို့ကအရင်ကတော့သွေးတက်မှာမဟုတ်တော့ဘူးဒီလိုနေ nav ခံလိုက်ရလို့ကျွန်တော်တို့ကဘာပြန်ရလိုက်လဲ ယ်ဆိုရင်တော့စကီတူထိုးလိုက်တဲ့အခါကျရင်ကျွန်တော်တို့က movement speed အနည်းငယ်ကိုခဏတာရရှိမှဖြစ်ပြီးတော့အဲ့ဒီခဏတာဆိုတာကလည်းဗျာအားလုံးလိုမျိုး mobility နှီးတဲ့ကောင်အတွက်တော့လုံးဝကိုအသုံးဝင်ပါတယ်။နောက်ပြီးတော့ ultimate သုံးတဲ့အခါကျရင်လည်းအရင်တော့ကလိုစကီတူဇက်တိုက်နှိမ့်မရတဲ့ error ကိုဖြုတ်ပေးထားပြီးတော့အရင်တော့ကလိုမျိုးမဟုတ်တော့ဘဲနဲ့စ ultimate သုံးလိုက်ပြီဆိုတာနဲ့စကီတူကိုဇက်တိုက်ဇက်တိုက်နှိမ့်နေလို့ရပါပြီ။ဒီတော့ personal ကိုအချင်းချောင်းရမယ်ဆိုရင်အားလုံးကိုမွန်တော့ကဘယ်လိုလုပ်စီချင်လဲဆိုတော့ဗျာထွတ်ထွတ်အချင်းတော့ကလိုမျိုးပဲ damage item တွေနဲ့ဖောင်းဖောင်းဖောင်းဆိုပြီးတော့လိုက်ရိုက်စီချင်တာ။အခုကဘယ်လိုဆော့နေကြလဲဆိုတော့အားလုံးကို damage item တွေအစားတိုက် item တွေနဲ့ဆော့နေကြတာဖြစ်တဲ့အတွက်မွန်တော့ကအဲ့ဒါကိုမျက်စိနှောက်နေ ေတဲ့ပုံပါပဲ SL ရဲ့ passive ကအခု web flight ဖြစ်ဖြစ်ပြီးတော့အမ်ဘယ်လိုပြောရမလဲ1 physical penetration ကိုသူက1 critical chance ပြောင်းပေးမှဖြစ်တဲ့အတွက်ရှည်ရှည်ဝူးဝေးတွေးမနေပါနဲ့ပို့ပြီးတော့ damage ထွက်လာရလို့ဒါမှတ်လိုက်ပါ K1 သုံးပြီး base attack ဖြစ်တဲ့အခါအလုံးတွေးတဲ့အတိုင်းပဲ true damage က658ပဲထွက်ပါတယ်ဒီတော့ကျွန်တော်အနေနဲ့ physical penetration fire တွေဟောဒီက malefic raw ကိုဝေလိုက်တဲ့အချိန်မှာဆိုရင်တော့ဖြစ်ရင်ကျွန်တော်က passive နဲ့ပဲပြစ်ပြမယ်နော်လုံးဝ skill 1နေပါရင်မတုံးသေးဘူးလောလောဆယ် passive ကိုစောင့်မယ်ပြီးရင် passive လေးနဲ့ပြစ်မယ် မယ်ကြည့်။အော်900ကျော်တော့ထွက်တယ်တွေ့လား။စကေးဝမ်းနဲ့သုံးမယ်။စကေးဝမ်းရရမယ်။ထူးတက်မီပက်စစ်နဲ့ပြစ်လိုက်မယ်ဆိုလို့ပြင်တွေးကြတဲ့အတိုင်းပဲဒမ်မီက900ကျော်တော့ထွက်တာဖြစ်တဲ့အတွက်ဆိုလိုရင်းထိပ်ပေရပါလဲဆိုတော့ physical penetration 1%က critical chain 1%ပေါင်းသွားတာဖြစ်တဲ့အတွက်ရှင်ဝီဝီမတ်မနေပါနဲ့ဗျာ။စကေးတစ်ခုခုသုံးပြီးလိုက်ဘေးစိတ်တက်ပြစ်တဲ့ခါကျရင်အရင်အထက်ဒမ်မီပိုထွက်မယ်လို့မှတ်လိုက်အဆင်ပြေပါပြီ။အတိမိတ်မှဆိုရင်လည်းပဲပက်စစ်လိုမျိုးပဲ critical chain တိုးပေးထားတာဖြစ်တဲ့အတွက် message ပြီးအရန်များတဲ့ high load တို့လိုကောင်းလေးတို့ fadrin တို့လိုကောင်းလေးကိုပြစ်မယ်ဆိုတော့မှသွေးနည်းနည်းလေးနဲ့ဒမ်မီလောက်တယ်ဆိုရင်ကိုရီးယားပြတ်ပါလေ။နောက်ထပ်ဘက်ခံလိုက်ရတဲ့ Maxmania ဆိုရင်တော့ XR ာကိုလက်ညှိုးညွန်ပြရလိမ့်မယ်ဖက်ခံရတယ်ဆိုပေမဲ့လည်းပဲနည်းနည်းသတင်းဆိုးတာလေးကိုပြောရမယ်ဆိုရင် ASEAN ရဲ့ basic attack rate ကိုနည်းနည်းလေးမဆိုးတလောက်လေးဗျာချင်းပြလိုက်တယ်နောက်ပြီးတော့ ASEAN ရဲ့ passive လို့ပြောလို့ရမယ်နှစ်ချက်ပြစ်ပြီးတိုင်းရမယ်သုံးချက်မြောက် passive မှာဆိုတော့ဖြင့် twitter တဲ့ effect ကိုပို့ပြီးတော့ boost ပေးထားတယ်အဲ့ဒီလို boost ပေးရုံနဲ့မကဘူးအဲ့ဒီ twitter တဲ့ basic attack ကိုပြစ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့က movement speed နည်းနည်းလေးကိုခဏလေးရလိမ့်မယ်ဗျာပြီးတော့အရင်တော့လိုမျိုးဗျာ passive စုနေတဲ့အချိန်အတော်တွင်အနေငယ်စတန်းသွားတာလို့နည်းနည်းတုံသွားတာလို့တောင်းသွားတာလို့အဲ့လိုတွေမရှိတော့ဘူးကွာအဲ့ဒီတော့ပို့ပြီးတော့ကောင်းလာတယ်ပေါ့လေကျွန်တော်တော့ဘာမှထူးထူးတူးတူးမရှိပါဘူး skill 1 damage ကိုတူးလိုက် တာနဲ့ဆလိုအဖက်လေးကိုနည်းနည်းလေးလျှော့ပီးလိုက်တာပါပဲ။အရင်တော့ကဘရူနိုရဲ့စကီဝမ်မတ်စတက်က10ဆိုပေမဲ့အခုလက်ရှိမှာဆိုလည်းပြင်တွေးကြတဲ့အတိုင်းပဲမတ်စတက်က6ခုပဲရှိပါတော့တယ်။ဒီလိုမျိုးမတ်စတက်ပြည့်နေတဲ့အချိန်ဘရူနိုအနေနဲ့ critical chance ရမယ့်ပမာဏကိုလည်းတိုးမြင့်ပေးထားပြီးတော့မဆိုးတလောက်သေးဆိုပေမဲ့ဒီပမာဏကလည်းလေကင်းမှာအရန်ကျန်းပါတယ်။ဒါဒီမကသေးပဲနဲ့အာလီဘိုက်မှာမန္တာအရန်စားတယ်ဆိုရင်စကီဝမ်ရဲ့မန္တာ cost ကိုလည်းလျှော့ချပလိုက်တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအာလီဘိုက်မှာဆိုရင်လည်းပဲစကီဝမ်ကိုခဏခဏ span လို့ရပါပြီ။ဒီကောင်ကြီးကအခုလက်ရှိခေစားနေတဲ့နတ်တန်တို့ဘာလို့ရှင်ဖြုံးနိုင်တဲ့မတ်စမန်ဖြစ်လာမှာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဘရူနိုမတ်တာကြီးကတဖန်ပြန်လာပါပြီ။ လီယာရဲ့စာရှိကြီးကိုမြင်ပြီးဟာဒါကြီးကများလိုက်တာဆိုပြီးတွေးမနေပါနဲ့ကျွန်တော်လုံရင်တူရှင်ရှင်းပြပါမယ်ပထမတစ်ချက်လီလီယာစကေးတူရဲ့ကိုတောင်ကိုရှော့လိုက်တယ်ဒုတိယတစ်ချက်ကတော့လီလီယာစကေးတူသုံးတဲ့အခါကုံမဲမန်နာကော့စ်ကိုရှော့လိုက်တယ်တတိယတစ်ချက်ကတော့လီလီယာစကေးတူကိုစတိုက်ထိမယ်ဆိုရင်တော့ဖြင့်မက်ဂျစ်ပါဝါဘောလိုက်ပြီးတော့မက်ဂျစ်ဒမ်းမီပို့ပြီးတော့ပေးလာမှာပါဘုံတစ်လုံးနှလုံးလောက်စားရရင်တော့တိတ်ပြီးမသိတာလို့ဆိုပေမဲ့ဘုံသုံးလေးလုံးကိုတပြိုင်တည်းစားလိုက်မှရမယ်ဆိုရင်တော့ဖြင့်တက်နေတော့မှမခံနိုင်တဲ့ဒမ်းမီတွေထွက်စီမှာဖြစ်ပြီးတော့မက်ဂျစ်ပါဝါများရင်များတယ်လို့အဲ့ဒီဘုံဒမ်းမီတွေကပို့ပို့တိုးလာမှာပါ We can be SK2 ကိုမန္နာခေါ်လျှော့တာတို့ moment speed နည်းနည်းလေးလျှော့လိုက်တာတို့ဘာညာတရကာတို့လိုအရေးမကြီးတာတွေကိုဖဲ့ပြီးတော့အရေးကြီးတာကိုပြောရမယ်ဆိုတော့ပြင် ultimate ရင်ငုတ်လိုက်တဲ့အချိန်ကအရင်ကတည်းကပူပြီးတော့မြန်သွားပါလိမ့်မယ်ပြီးတော့ ultimate နဲ့ရင်ငုတ်ပြီးတော့ SK1 နဲ့လိုက်သွားတဲ့အကွက်တွေကိုပူပြီးလုံးနိုင်လာမှာဖြစ်ပြီး SK1 ကို moment speed နည်းနည်းလောက်လျှော့လိုက်တယ်ဆိုပေမဲ့ Manna Cost ကိုလည်းလျှော့လိုက်တာဖြစ်တဲ့အတွက် balance ဖြစ်ပါတယ် ။ဂမ္မကြီးကစကီတူတုံးလိုက်တဲ့အခါကျရင်အရင်တော့ကလိုမျိုးတောင်းတောင်းရင်ဖြစ်မနေတော့ဘဲနဲ့စကီတူတုံးပြီးပြီးချင်းကိုကျွန်တော်တို့က joint stick ကိုရွှေ့လို့ရနေပြီဖြစ်တဲ့အတွက် backwind effect ကိုဖျောက်လိုက်တာပါ။စကီဝမ်တော့ရင် mana cost ကို short လိုက်တယ်။ edit mate တော့ရင်ကုန်မဲ့ mana cost ကိုလည်းတိတိတတားကြီးကို short ပြီးလိုက်တာဖြစ်တဲ့အတွက် edit mate ကအားလီပိုင်းမှာသုံးမယ်ဆိုရင်တော့ mana cost ကအရင်ကုန်တော့မှာမဟုတ်ပါဘူး။ခွေးမသားကြီးက human form မှာ base attack ဖြစ်မယ်ဆိုရင် order လိုမျိုးပဲတောင်းတောင်းရင်ဖြစ်ဖြစ်သွားတယ်ဆိုပြီးကြားနေတာဖြစ်တဲ့အတွက်မတွန်းတုံနေတဲ့ဒီ effect ကိုပြင်ပြီးလိုက်ပြီ။ခွေးမသားကြီးကစကီဝမ်မဲ့တော့တော့ base attack ပဲကြကြ backwind effect ကိုဖျောက်လိုက်တာဖြစ်တဲ့အတွက်အရင်တော့ကလိုမျိုးမဟုတ်တော့ဘဲလွတ်လွတ်လပ်လပ်ပြစ်လို့ က်လို့ရပါပြီလူမသားကနေပြီးတော့ခွေးမသားပြန်ပြောင်းနေတယ်ဆိုတော့ပြင်ကျွန်တော်တို့က ultimate ကိုတောင်းရလိမ့်မယ်အဲ့ဒီလို ultimate ကိုတောင်းရတဲ့အခါကျရင်အဲ့ဒီ ultimate ကိုတောင်းကိုအားလိမှတော်တော်လေးကိုရှော့ပေးထားပါတယ်ပြင်ချင်တာကတော့ဗျာ ultimate တောင်းလိုက်လို့အရှင်အရင်တော့ကဆိုရင်ဗျာ9.5 second တောင်ဆောင်းရဆိုပေမဲ့ခုလက်ရှိမှာဆိုတော့ပြင်7.5 second ပဲဆောင်းရတော့မှာဖြစ်တဲ့အတွက်ကိုတောင်းက20 second တောင်ရောသွားတာပါတော်တော်မိုက်ပါတယ် ancillo ရဲ့ skill 1တောင်းတဲ့အခါအလုံးတွေးကြတဲ့အတိုင်းပဲ enemy ရဲ့အောက်ခြေမှာအမှတ်လေးတစ်ခုမှတ်ပါတယ်ကျွန်တော်ကအဲ့ဒီအမှတ်ကလေးက5 second တိတိတောင်ကြာရဆိုပေမဲ့အခုလက်ရှိ lancillo ကဆိုတော့ပြင်အဲ့ဒီအမှတ်ကလေးမှတ်တဲ့အခါ30 second ပဲကြာတော့မှာဖြစ်ပြီး skill 1ရဲ့ base damage မိတ်ကိုလည်းနည်းနည်းလေးတိုးပေးထားပါဗျ။ပြောရရင်ဒီနေ့ဂျင်းမမဲ့ MSC မှာကာရီယာလန်စီလော်ကြီးကိုပြန်လည်မြင်တွေ့ရတော့မှာပါ။ ခုရှင်ရဲ့ Ultimates ကဒါလောက်ကြီးကြီး range ရှိသွားမယ်လို့ကျွန်တော်မထင်ခဲ့ဘူးဆိုပေမဲ့အခုဝင်ကြည့်လိုက်တော့မှတကယ်ကြီးကို range ရှိနေတာဖြစ်ပြီးအုတ်နေရန်ထူထူကြီးတို့ပါခရီးကြတဲ့အတိုင်းပဲကြော်နိုင်တယ်။ခုရှင်ကိုချင်းချောင်းရမယ်ဆိုတော့ဖြင့် scale 1 9000နည်းနည်းလေးလျှော့လိုက်တယ်။ဒါပေမဲ့လည်းပဲတွေးကြတဲ့အတိုင်း Ultimate Second Dash ကိုတော့တော်တော်ကြီးဦးမှ range ပေးလိုက်တာဖြစ်တဲ့အတွက်အုတ်နေရန်ထူကြီးတို့ပါ AC လေးကြော်ဖြတ်နိုင်သွားပြီ။ကျွန်တော်ကမလင်းနဲ့ goal line ကိုအဓိကထားဆောင်ရလူဖြစ်တဲ့အတွက်ပြောရရင်ဒါကြီးကကျွန်တော်တော်တော်စိတ်ပျက်စရာကြီးဖြစ်တဲ့အတွက်ဆက်ပြီးတော့မပြောချင်တော့ပါဘူး။ Xbox က Ultimate ခွဲလိုက်လို့ temperature ပါလိပြည့်သွားတဲ့အခါကျရင် save လင်းလို့ ို့ဗျာအဲ့ဒီလို energy ဖြည့်တဲ့ပလင်းလေးတွေကြတယ်ရင်းနှုံးကဆိုရင်အဲ့ဒီ save ပလင်းကို scale 2နဲ့ပဲကောက်လို့ရတယ်ဆိုပေမဲ့အခုလက်ရှိမှာတော့အဲ့လိုမဟုတ်တော့ပါဘူး ultimate သုံးပြီးတဲ့အခါ ultimate armor break သွားပြီဆိုတာနဲ့အဲ့ဒီကြနေတဲ့ save ပလင်းတွေအကုန်လုံး ultimate က automatically ကောက်သွားမှာဖြစ်တဲ့အတွက်ဒီမဲ့ဆိုရင်တွေးကြတဲ့အချိန် energy လေးပြန်တက်နေပါတယ်ရောင်းစားမီးပြတ်တာနဲ့အားမရသေးပဲကျွန်တော်ကစကားအရှိပြောရအောင်လို့ဆိုပြီးစိတ်တော့ကထပ်ပြီးတော့ပေးနေပြန်ပါပြီပထမတစ်ချက်ဒီကောင်ကြီးရဲ့ဘေးစိတ်ထက်ကဘာမှမပါဘူးဆိုရင်ဘာအိမ်တမ်းမှမပါဘူးဆိုရင် damage လုံးဝလုံးဝမရှိသလောက်ကိုဖြစ်နေပြီးတော့ဖြုတ်ခိုက်သလောက်ပဲ damage ထွက်မှာပါဒုတိယတစ်ချက်ကတော့ skill 1သုံးတဲ့အခါအရင်တော့က ိုမျိုးအလဲတက်တက်ကြမှာမူးဝေတဲ့ဖက်ကိုရတော့မှာမဟုတ်ပဲကျွန်တော်တို့ကအလဲတက်တက်ကြစီရမလို့ပဲဆက်ဝိုင်းနဲ့ထိတယ်ဆိုရင်တော့မှာအန်နမီကမူးဝေတဲ့ဖက်ကိုရစီမှာပါစိတ်ပြစီရကောင်းလောက်အောင်ပဲဒီတစ်ချက်က EPC ကို boost ပေးလိုက်သလိုဖြစ်သွားပြီးတော့ EPC ကမတားပြန်ဝင်လာမဲ့နေထားမှာရှိနေပြီးတော့ maxman နေမိတွေကိုကောကောင်းကြီးစိတ်တို့ကပေးတိုင်လာမှာပါတတိယတစ်ချက်ကတော့ skill 2ကို damage တိုးပေးထားတယ် skill 2ကို damage တိုးပေးထားတဲ့အပြင်ကိုမှ skill 1နဲ့ skill 2 combination ပေါင်းပြီးသုံးမယ်ဆိုရင်အရင်တော့ကလိုလွဲရည်ချော်ရည်ဖြစ်တော့မှာပို့ပဲမင်းမမင်း skill 1ကိုထိအောင်သုံး skill 2က auto လိုက်လာမယ်ဆိုတဲ့အထားပါခိုင်းဆိုရင်များ skill 1 skill 2ကို auto aim သုံးတဲ့ကောင်တွေက ွေးနေကြဆိုပေမဲ့ဒီအနေထားမှာဆိုတော့ဖြင့်စကေး1စကေး2ကိုအော်တိုဝင်းသုံးမယ်ဆိုရင်တော့မှလွယ်လွယ်ချွတ်ချွတ်ဖြစ်ဖို့ဆိုတာကရာခိုင်နှုန်းအရန်ကိုနှဲသွားပြီနောက်ဆုံးချက်ကတော့ EBC မှာဒါရင်းနှောင်းလို့မဟုတ်တော့ဘဲနဲ့လမ်းလျှောက်ရင်တော့မီးပြက်လို့ရတဲ့အနေထားကြီးရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုကောင်းကောင်းကြီးစိတ်ထုတ်ကပေးနိုင်မယ့် hero တကောင်ဖြစ်လာပြီးတော့မတားလေးပြန်ဝင်လာပါလိမ့်မယ်အဲဒီပြောပြောနေတဲ့ဖလပီးမင်းသားလေးလပူလပူရဲ့ဒီစကေး1တပြားကြီးကိုကိုလောင်နည်းနည်းတိုးပေးထားရဆိုပေမဲ့အဲ့ဒီတပြားကြီးရိုက်မဲ့စပီကိုတော့နည်းနည်းလေးမြန်ပေးထားတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်တပြားကြီးကစတန်းဖို့ဆိုရင်အဲတိတ်ပြီးတော့အချိန်မီသွားတော့ဘူးပေါ့နောက်တစ်ခုကတော့စကေး2ဓာကြီးနဲ့ရန်နဲ့ကို းဒေါင်းကိုတော့တိုးပေးထားတယ်ဆိုပေမဲ့အဲ့ဒီလိုဓာကြီးရမ်းလိုက်တဲ့အချိန်ကျရင်အရင်တော့က damage reduction 10%ပဲရမယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြင် damage reduction 30%ရမှာပါဒီတော့ပြောရရင်လပုလပုတော့တော့စိတ်မကောင်းပါဘူးတေးကြတစ်ခုကတော့ဒီကောင်နွားဖြစ်ပြီဆိုတာပါပဲ ဆော့ပြေကောင်ရဲ့ ultimate adjustment လေးအကြောင်းနည်းနည်းပြောပြရမယ်ဆိုတော့ပြင်ဆော့ပြေကောင် ultimate သုံးပြီးတော့အောက်ကိုကျလာတဲ့ခါကျရင် airborne ဖြစ်တယ်မလားခုကကြတော့ airborne ဖြစ်ုံနေမကဘဲနဲ့အဲ့ဒီ ultimate range အတွင်းမှာကွာကိုယ့်ရဲ့ ultimate က enemy ကိုအလဲတက်တဲ့ဒီ sub line လေးအလဲတက်တဲ့ကိုကျပြီဆိုတာနဲ့ airborne effect လည်းဖြစ်မယ်ပြီးတော့အနည်းငယ် slow တောင်းမှဖြစ်ပြီးတော့အဲ့ဒီ slow တာကလည်း1.5 second အောင်ဖြစ်တဲ့အတွက် ultimate ကြီးသုံးပြီးတော့ airborne effect ကျလာတဲ့ခါလင်းကိုစတန်းလိုက်တာတို့လင်းရဲ့ ultimate range နဲ့ကနေဆက်ပြေးသွားတာတို့ဒါလေးကြောင့်မကောက်လိုက်ရတာလို့ပြဿနာကြီးအားလုံးကိုကင်းဝေးပြီးသားဖြစ်သွားပါလိမ့်မယ်တက်လက်ရဲ့ passive လို့ပြောလို့ရမယ်သူ ဝေးနာရေခဲတွေခဲဖို့ဆိုရင်အရင်တုန်းက3စက္ကန့်တိတိအချိန်ယူရတယ်ဆိုပေမဲ့အခုလက်ရှိအချိန်မှာဆိုတော့ပြင်3စက္ကန့်အချိန်ယူရတော့မှာမဟုတ်ဘဲနဲ့2စက္ကန့်နဲ့ enemy ကိုအခုလိုတွေးကြတဲ့အတိုင်းခဲထားနိုင်ပါတယ်။2စက္ကန့်လေးပဲကွာဘာဖြစ်လို့ရေးတီကိုလုံပြီးထဲပြောနေတာလဲဆိုရင်တော့ဘယ်တဲ့တခုမှစက္ကန့်လေး3စက္ကန့်ဆိုတာကဘာမှမဆိုဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီဟာကအဲ့တလက်အတွက်လုံးဝကိုကောင်းတဲ့ဘတ်ကြီးလို့ပြောလို့ရပါမယ်။တလက်စားရပြောရင်တက်မတားကြီးရောက်လာတော့မှာဖြစ်တဲ့အတွက်အဲ့တလက်ကိုဒီလိုလုံပြီးထားတာကတခြားတက်နေတဲ့ရေမောင်တန်းနိုင်အောင်ကုညိပေးလိုက်တယ်လို့မျိုး boost ပေးလိုက်တဲ့အတိုင်းပါပဲ။တာဝါချိုးခံရမယ့်အိမ်မဆိုးစီတင်တူးလို့ပြောလို့ရမယ်။ ဲမြောင်လောင်းကိုရာရောမြောင်မာသားလေးရောကတွေးကြတဲ့အတိုင်းပဲခရီရှင်းတဲ့အခါအယမ်းမြန်ပါတယ်ပြောရမယ်ဆိုရင်အဲ့ဒီမြောင်လောင်းကိုရာရောမြောင်မာသားလေးတွေရောကိုခရီရှင်းတဲ့အခါကျရင်ပို့ပြီးတော့ဒမ်းမီထွက်အောင်လို့ဆိုပြီးတော့ခရီတွေအတွက်ပေးတဲ့ဒမ်းမီကို5%တိုးပေးထားတယ်ဆိုလိုတာကတော့ supply push တွေပေါ်လာပါတော့မယ် supply push ကိုအင်္ဂလိပ်လိုနားမလည်ဘူးဆိုရင်မြန်မာလိုမှတ်ထားလိုက်ပါတာဝါချိုးတဲ့စောက်တခိုးတွေလို့ပြောချင်တာပါမြောင်မာသားခရီတွေကိုဒမ်းမီ5%ပို့ပေးရဆိုတဲ့နေရာမှာ late game ခရီတွေ mid game ခရီတွေ early game ခရီတွေရောအကုန်လုံးပါလာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်လေကိန်းမှာမြောင်လောင်းကလမ်းရှင်းရတာအရင်လ လွဲနေမှာဖြစ်ပြီးရောရလောက်ခိုးလုံးလို့ကျိုးတဲ့ပွဲတွေများပြီး epic legend မှာတိုင်ပတ်နေမဲ့ကောင်တွေခင်ဗျားများပါကျွန်တော်မြန်မာ hero ဖြစ်တဲ့မင်းစစ်သားရဲ့ပက်စီယာဆိုရင်တော့ပြင်အရင်တုန်းကလူမျိုးတမ်းပြီးတော့တိတ်မထွက်တော့ဘူးဆိုပေမဲ့ skill ဘ9ရောင်းနေ short ထားတယ်ပြီးတော့ basic attack rate ကိုလည်းကျေထားတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် skill 2ကိုလည်း damage တိုးထားပြီးပါသေးတယ်မင်းစစ်သားကတိုင်းအိုင်တန်နေနဲ့ဆော့လို့အဆင်ပြေတော့မှာမဟုတ်ပဲပက်စီခဏခဏတုံးလို့ရအောင်မှာစီစဉ်ပေးထားတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် skill 2 attack speed နဲ့ light light ထိုးတဲ့အကွက်တွေကခေစားလာအောင်မှာပါ drain ရဲ့ passive ဖြစ်တဲ့သွေးတက်တဲ့ဟာကိုပြေးဖို့ဆိုရင်အရင်ဆုံး enemy ရပဲဖြစ်ဖြစ်ဓမ္မမဟုတ်ရင်လည်းဘတ်တွေ ေချမ်းငယ်ခုလီအရာပဲဖြစ်ဖြစ်ဓာမီဘေးမှာယူရီနဲ့ရဲ့ပက်စိတ်တွေကပြည့်မှာဖြစ်ပြီးသွေးတက်မှာပါဒါပေမဲ့အခုကကြတော့အဲ့ဒီလိုမဟုတ်တော့ဘူးယူရီနဲ့ကဗတ်တီချမ်းငယ်ခုလီတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းဗျာကိုယ်လိုက်မချတဲ့ enemy တွေပဲဖြစ်ဖြစ်စကီးဝိုင်းထိုင်သုံးနေုံနဲ့တင်သူဘာသာသူပက်စိတ်တွေကပြည့်လာမှာဖြစ်ပြီးတော့သူဘာသာသူသွေးတွေထိုင်တက်နေမှာပါဒီ upgrade patch တွေမှာ ESP လိန်နာတွေကဘောင်မဝင်တမ်းမဝင် hero တွေစောက်တော့သားရဲ့ဂိုင်နဲ့ hero တွေကိုဖိလိုက်တယ်ဆိုရင်တော့ဖြစ်ကျွန်တော်ရဲ့ ruby လေးက ob အဖြစ်ဆုံးမှာကျွန်တော်က ruby ရဲ့ patch ဖြစ်တဲ့ spare fan ဆိုတော့ဖြစ်5%ပဲရမှာဆိုပေမဲ့အဲ့ဒီ spare fan သွေးတက်တာကအခုလက်ရှိ upgrade မှာဆိုတော့ဖြစ်10%ကနေ ြီးတော့20%ရမှာပါမစ္စတာတို့ယူဆောင်တို့ရူဘီတို့ကမတာပြန်ဝင်လာတော့မှာဖြစ်တဲ့အတွက်ပြောရမယ်ဆိုတော့ဖြင့်စတန်ဖို့အတွက်အိမ်မဆိုးတွေအများကြီးဖြစ်လာမှာဖြစ်ပြီးမိမတ်စမန်တွေအတွက်ကတော့နေစရာဖုံပြောင်းမဲ့အနေထားပါဂူဖရာပလေယာရဲ့အိမ်မက်တီကိုမွန်တော့ကဖြည့်ဆည်းပေးလိုက်ပြီဖြစ်ပြီးတော့အရင်တော့ကဆိုရင်ဂူဖရာရဲ့စကေးဝမ်းထောက်လိုက်တဲ့အခါနည်းနည်းလေးလေးနေတယ်လို့ခံစားရရဆိုပေမဲ့အခုချက်ရှိမှဆိုတော့ဖြင့်၄မိနစ်ရောပဲနဲ့ချက်ချင်း join stick ကိုရွှေ့လို့ရအောင်လုပ်ပေးထားတယ်။အနည်းအဖြစ်တော့ဒီဂူဖရာကိုလည်းအိုးဒတ်တို့ရောဂျာတို့လိုဘတ်စဝင်းဖက်ဖြောက်ပေးလိုက်တာပါဖြောက်ပေးလိုက်ရဆိုတာက60%ကိုရှော့ချပေးလိုက်တယ်။ပြီးတော့အက်တီမိတ်ရိုက်တဲ့အခါကျရင် အရင်တော့ကတော့မဟုတ်ပဲနဲ့အော်တိုအင်းသုံးမယ်ဆိုရင်တော့မှ enemy ကိုရိုက်မြအောင်လုပ်ပေးထားပြီးတော့ speed လေးကိုလည်းနည်းနည်းတင်ထားရလို့ဆိုပါတယ်ဒီမှာကျွန်တော်ဂျားဖြတ်ပြီးတော့ပြောချင်တာကဘာလဲဆိုတော့ noir ကို physical defense အနေနဲ့ magic defense ညိုးပေးထားတာဖြစ်ပြီးတော့တခြားဘာမှပြောင်းလဲသွားတာမရှိတာဖြစ်တဲ့အတွက် noir player တွေအတွက်ဆက်ပြီးတော့ noir လုံးလို့ရပါသေးတယ်တိမ်သူလေးက magic power များရဲ့များလာသလိုသူ့ရဲ့ passive မှာရမယ်ရှိဒီကတူတူလာမှာဖြစ်ပြီးတော့ skill 2 adjustment ကတော့ရွေးရှိမှာတယ်ကိုကထိခိုက်နေတဲ့အချိန် skill 2က imbue effect ရတာဖြစ်တဲ့အတွက်အဲ့ဒီ imbue effect ကိုတိုးထားတယ်လို့မှတ်ထားလိုက်ရင်လုံးလောက်ပါပြီကျန်တာထွ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 မှတ်เสียရမလို့ပါဘူး energy ရန်ကုန်တဲ့ nolan ကို energy recharge တိုးပေးထားပြီးတော့ ့သူ့ရဲ့ base အထက်ရိုက်တဲ့အခါကျရင်လည်း base damage တွေကိုတိုးပေးထားတာဖြစ်တဲ့အတွက်နိုလန်ကဘတ်စားရတာအရင်ကတက်ပူပြီးအဆင်ပြေလာလိမ့်မယ်။ယူဆောင်ရဲ့သွေးဆုပ်တာကြီးကအားလေးပိုင်းမှာဆိုရင်တော်တော်လေးကျန်းနေမှာဖြစ်ပြီးတော့စတက်အပြည့်နဲ့ဆိုရင်သွေးကအများကြီးဆုပ်မှာဖြစ်ပြီးတော့ယူဆောင်ကိုယ်တိုင်ကလည်းသွေးတွေပြန်တက်နေမှာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီဟာက OP valve လို့ပြောလို့ရပါမယ်။ယူဆောင် player တွေအတွက်တော့သတင်းကောင်းပါလိမ့်။အဘဲမောင်းနေတဲ့ကတော့ဘာလို့လို့တိတ်နေမှာဖြစ်ပြီးတော့ skate 1ကိုကိုရောင်းရှော့ထားတယ်။ skate 2ကိုလည်း creed တွေရှင်းရအများအောင်လုပ်ပေးထားတာဖြစ်တဲ့အတွက်ဘဘဲမောင်းတင့်တယ်တို့ကလည်း rubio နဲ့တန်းတူမတာပြောင်းဝင်လာပါလိမ့်မယ်။ဒါပေမဲ့အရင်ရင်တော့ကင်မိကြမယ်မထင်ဘူး။ guido က ော့လုံအောင်ဝန်တာစရာတည်င်းဖြစ်ပြီးတော့ဂွီတိုဒမ်းမေးဆော့မဲ့လူတွေပိုပိုများလာမှာဖြစ်ပြီး ESP လိမ်မှာဒမ်းမေးဂွီတိုတွေကမြင်တွေ့ရနိုင်တယ်ဒီမေးဆိုရင်တွေ့ကြရတဲ့အတိုင်းပဲစကီးခဏခဏတုံးလို့ရအောင်ဆိုပြီးတော့စကီး2ကိုတောင်းနဲ့စကီး3ကိုတောင်းတော်တော်လေးကိုရှော့ချပေးထားပါတယ်အပိဟီယိုလေးဖြစ်တဲ့အဲရော့ရဲ့မန်နာကော့စ်ကိုရှော့ပေးထားတယ်စကီး1တုံးတဲ့အခါအရင်ကတော့မန်နာကုံမှမဟုတ်တော့လို့စီပါကိုလည်းခရီစားရတာမြင်အောင်လုပ်ပေးထားပါတယ်ဖီးရဲ့စကီး2တုံးလိုက်တဲ့အခါကျရင်လေဝီလှဲ့နေရကြံခဲ့တယ်ဗျာအဲ့ဒီလေဝီကိုပို့ပြီးတော့ကြကြရှိနေအောင်လုပ်ပေးထားတာပါအရင်တော့စကန်နဲ့အုတ်ခံလိုက်ရလို့ရှိရင်ကျွန်တော်တို့က0.8စကန်ပဲ iPhone ဖြစ်မှာဆိုပေမဲ့လည်းပဲအခုလက်ရှိပြောင်းလဲသွားတဲ့ အပရိတ်မှာဆိုတော့ဖြင့် Greenemia စကတ်အုံးရင်ကျွန်တော်တို့ကတစ်စကန့်တိတိစတန်းနေမှာပါလူကိုင်းတဲ့ကလမာလေးကတော့ Scale 3လို့ပြောလို့ရမယ် Ultimate 9000ကို short ပေးထားပြီးတော့ Mana Cost ကိုလည်း short ချပေးထားပါတယ် Edry အလူကတ်ကို ESP လိမ့်နဲ့ solo ရတယ်ဆိုလဲဗီဒီယိုတင်ပြီးရဲ့နောက်ပိုင်းတွေ့ကြတဲ့အတိုင်းပဲ Mondo နုနေနဲ့အလူကတ်ကိုသူ့ရဲ့ Demo Hunter ဓာတ်ကြီးနဲ့ဗတ်စားတဲ့အခါကျရင်အရန်တက်ပုံမြန်အောင်လုပ်ပေးထားတယ်အဲ့ဒီတော့ပြောရရင်အလူကတ်ချန်ကယ်လာခေစားလာမှာဖြစ်ပြီးတော့ ESP အလူကတ်တွေတစ်ပြေးပြေးနဲ့ပျောက်ကွယ်လာတော့မှာပါဒီတော့ Upgrade Patch Note ထဲမှာပါတဲ့ Vaftet Hero 33កောင်လုံးကိုကျွန်တော်အနေနဲ့ပြပြသွားပြီးပြီဆိုတော့နောက်ထပ် Gen 2ရဲ့ Adjustment လုပ်ရတဲ့ Hero တွေနဲ့ left the hero ရဲ့အကြောင်းမသွားခင် brother တို့ဒီမှာတောင်းဆိုကြလေးရှိပါတယ်အဲ့ဒါကတော့ဘာမှထူးထူးထူးတော့မဟုတ်ဘူးကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီအပ်ဖြစ်ပေးဖို့ပါကျွန်တော်အနေနဲ့ဒီလိုမျိုး every patch note video တပုတ်တပုတ်ရဖို့အချိန်ကြီးအများကြီးပေးဆက်ထားတာဖြစ်တဲ့အတွက် brother တို့အနေနဲ့စေတနာရှိတယ်ဆိုရင် VPN ခံကြည့်စရာတော့မလိုပဲတယောက်တစ်ချက်စီ like လေးပေးပြီးတော့ channel ကို subscribe လုပ်သွားရင်တော့ကျွန်တော်ကျေနပ်ပါပြီ video ကိုလည်း like လေးပေးပြီးသွားပြီး channel ကိုလည်း subscribe လုပ်ပြီး notification bell လေးကိုနှိပ်ပြီးသွားရည်ဆိုတော့ဖြင့် back flight တဲ့ hero တွေပြီးပြီဆိုတော့ adjustment လုပ်လိုက်တဲ့ hero တွေနဲ့ left တဲ့ hero တွေစီတွားကြတာပေါ့ မတော်ဖန်နီကို adjustment လေးထဲမှာထည့်ထားရဆိုပေမဲ့တကယ်တမ်းကျတော့ဖန်နီကလုံးဝလုံးဝလုံးဝကိုနှက်ခံလိုက်ရတာပါ K1 energy cost ကို short လိုက်တယ် Skate 2 energy cost ကိုတိုးလိုက်ပြီးတော့ Ultimate energy cost ကို short လိုက်တာပါအဓိကကတော့ Skate 2 energy cost ကိုတိုးလိုက်တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် Skate 2ကိုအရင်ကတော့ span နိုင်မှာမဟုတ်တော့ဘူး Skate 2နဲ့လှုပ်ရှားရတဲ့ hero တကောင် Skate 2 energy cost တိုးလိုက်တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဒီအရကြီးကတိတ်ပြော့အဆင်မပြေတဲ့အနေထားမှာရှိနေပြီးတော့ဖန်နီကိုတကယ်ကျွမ်းကျွမ်းကျင်ကျင်ကင်တက်တဲ့လူဆိုရင်တော့မှဒီ energy cost ကို short တာကဖန်နီကအရင်တော့ကထက် energy ရော့တာမြန်လာလိမ့်မယ် Skate 2ရဲ့ စပန်းနိုင်တော့တာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဖန်နီမတာကနည်းနည်းအောက်ချင်သလိုလိုတော့ဖြစ်နေပါပြီအမြဲတမ်းနှပ်ခံနေရတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ဖန်နီတွတ်တော့ပြောစရာကောင်းမနေဘူးပေါ့လေဖူဂျီက adjustment လစ်ထဲမှာပါတယ်ဆိုပေမဲ့ဖန်နီလိုမဟုတ်ပဲသူကကြတော့နှပ်ခံလိုက်ရတာမဟုတ်ပဲဗက်ခံလိုက်ရတာပါတယ်လုံးဝမရှိတဲ့အချိန်ကြရင်တော့ hybrid defense ကနည်းနည်းလေးပဲဆိုပေမဲ့ stat အပြည့်မှာဆိုရင်တော့ပြင်20% hybrid defense ကိုရမှာဖြစ်ပြီးတော့20%ဆိုတာကတော်တော်ကိုများတဲ့ပမာဏပါ asset အနေနဲ့ skill 1တုံးတဲ့အခါကြရင်ကိုယ့်ရဲ့ magic power ကိုလိုက်ပြီးတော့သွေးဖြည့်ရဲ့နှုံးနီကိုတိုးပေးထားတယ်ပြီးတော့ skill 1ဖြည့်နေတဲ့အချိန်အတွင်း skill 1 သွေးဖြည့်နေတဲ့အချိန်တွင်ကျွန်တော်တို့က hybrid defect အနေငယ်ကိုရပါမယ်။ Aster ရဲ့ ultimate ဖြစ်တဲ့ global healing သုံးလိုက်တဲ့အခါကျွန်တော်တို့က skill 1အဟိဖြစ်သွားပါတယ်။အဲ့ဒီအဟိ skill 1ရဲ့ global healing effect ကိုရှင်းချပေးလိုက်တယ်။ပြောချင်တာကဘာလဲဆိုတော့မင်းက skill 1ကိုရိုးရိုးသုံးမယ်ဆိုရင်တော့ဖြင့်သွေးကပုံမှန်ထက်ပိုပြီးပြည့်မှာဆိုပေမဲ့ global healing သုံးပြီးတော့ skill 1ကိုသုံးမယ်ဆိုရင်တော့ဖြင့်သွေးကထင်းသလောက်ကြီးမတက်နိုင်တော့ဘူးဆိုတဲ့သဘောပါ။ Oracle တို့ဘာလို့လဲတွဲပြီးဆက်စီခြင်းတဲ့သဘောပါပေါ့။ Dunos က adjust လုပ်တယ်ဆိုတာထက်ပြောရမယ်ဆိုရင် buff lighter လို့ပြောလို့ရပါမယ်။ဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲ dark side သုံးပြီးတာတော့မှကျွန်တော်တို့က left side ကိုချက်ချင်းလန်ငယ်သုံးလို့ရနေတဲ့အနေအထားမှာဖြစ်နေတယ် ယ်အရင်ကလူနော့ dark side ultimate သုံးလိုက်လို့ရှိရင် left side ရဲ့ ultimate ကသုံးလို့မရဘူးဆိုပြီးတော့ဖြစ်ဖြစ်သွားတတ်တယ်ဒါပေမဲ့အခုမှဆိုရင်တော့ပြင်အဲ့လိုပြဿနာရေကိဝင်းသွားမှာဖြစ်ပြီးတော့တွေးကြတဲ့အတိုင်းပဲ dark side သုံးနေရင်တော့မှ left side ရဲ့ ultimate ကိုသုံးနေလို့ရမှာပါကျွန်တော်စကားနဲ့ရှင်းပြတာနားလျှောက်သွားရဲဆိုရင်တော့ဟောရီယာ game play ကိုပဲကြီးလိုက်ဖို့ပြောချင်ပါတယ် အရင်ကဒါဆိုင် ultimate သုံးပြီးလို့ရှိရင် scale to range ကမပေါ်ဘူးဆိုပေမဲ့ဒီမင်းဆိုရင်တွေ့ကြတဲ့အတိုင်းပဲပြစ်လို့ရတဲ့ range ပမာဏကိုပေါ်နေမှာဖြစ်ပြီးတော့ကျွန်တော်တို့က hero လောက်မဟုတ်လေဖိထားပြီးဒီတိုင်းထိုင်ပြမယ်ဆိုရင်တော့အဲ့ဒီ hero တေချာပေါက်ထိပါလိမ့်မယ် စကင်လဲကောင်းကောင်းမွန်မွန်ရောင်းစားပြီးသားပြီဆိုတော့ပထမဆုံး nap ခံရမှာကတော့ Lucas ပါ Lucas ရဲ့ best လို့ပြောလို့ရမယ်ကိုမီဖောင်ပြောင်းဖို့အတွက်စုရတဲ့ energy ပမာဏကိုလည်းအရင်ကထက်ပိုပြီးတော့တိုးပေးထားတဲ့အပြင် energy ပြန်တန်းနှုန်းကိုလည်း short ထားတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် Kurama ဖောင်ကိုခဏခဏသုံးလို့ကအဆင်မပြေတော့ဘူးနောက်တစ်ချက်ကတော့ Lucas ရဲ့ skill 1ဖောင်သုံးမျိုးလုံးကိုလည်း damage တွေ short လိုက်တယ်ပြီးတော့ skill 2နဲ့ပေါင်းသုံးမယ်ဆိုရင်လည်းရမယ်အပိုဆောင် damage ကိုပါထပ်ပြီးတော့ short လိုက်ပါသေးတယ် skill 2ကိုလည်းခဏခဏသုံးနေလို့ဆိုပြီးတော့ဖောင်2မျိုးလုံးမှာ9 round မျိုးတိုးပလိုက်တယ်ဒါပေမဲ့ကောင်းကွက်လေးတစ်ခုကိုပြပြလိုက်ရမယ်ဆိုရင်တော့ဖြင့် ultimate သုံးပြီးတော့ခွေးဖောင်ကြီးပြောင်းနေတဲ့အခါကျရင် အဲ့ဒီခွေးကြီးကဒမ်းမီတော့ပို့ထွက်နေပါလိမ့်မယ်ဒီမှာ brother တို့ကိုမြစ်တာရက်ခံခြင်းတရားလေးရှိပါတယ်ကျွန်တော်လေးထောင်တိတ်ပြီးတော့နားမလဲလို့ brother တို့ကိုကကနနရှင်းမပြတတ်ဘူးသူတို့ဘက်က error လားဘာလားတော့မသိပေမဲ့သူတို့ upgrade patch note ထဲမှာရေးထားပုံရဆိုရင်ဟာရာဘူဇာကစပယ်တစ်ခုကို share room map တစ်ခုပဲမှတ်မယ်လို့ဆိုထားတယ်ဆိုပေမဲ့ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲဟာရာဘူဇာကဘာမှပြောင်းလဲသွားခြင်းမရှိပါဘူးဒီမဲ့ဆိုရင်ကျွန်တော်ပြမယ်နော် ski 1သုံးပြမယ်ဟောဒီမဲ့1 2တွေ့လားနှစ်မှတ်ပေါ်ရေတွေ့လားသူတို့ရေးထားတဲ့ပုံစံအရ ski တစ်ခုကို share room map တစ်ခုပဲရမယ်လို့ရေးထားတယ်ဆိုပေမဲ့ဒီမဲ့ဆိုရင်တွေ့ကြတဲ့အတိုင်းပဲ ski 2 ပါထပ်ပြီးသုံးပြပါမယ်တမတ်နမပေါ်ပါလေဆိုတော့ပြောရမယ်ဆိုရင်ဒါက April ရဲ့ error လားဗာလားတော့တေချာမသိပါမယ်သူတို့က Harabusa ကို nerf တဲ့စရင်နဲ့ထည့်ထားပြီး ultimate ကိုလည်း extra physical attack တွေပါရှော့ထားတာဖြစ်တဲ့အတွက်ဒါကတော့ nerf တာပါ Selena က nerf တဲ့စရင်နဲ့ပါပါမယ်တကယ်ရင်ကျတော့ nerf တာခံလိုက်ရတဲ့ hero တွေမှာမပါပါဘူးတေချာတော့ ultimate ရဲ့ cooldown 0.1 second တိုးပေးလိုက်တယ်အဲ့ဒါကဘာမှထွထွလူပြဿနာမဟုတ်ဘူးဆိုပါမယ်တကယ်ပြဿနာကဘာလဲဆိုတော့အဲ့ဒီ ultimate မှာ new effect ထည့်ပေးလိုက်တာပါကျွန်တော်က ultimate ကိုနှိပ်ပြီး found တစ်ခါတစ်ခါပြောင်းနိုင်မန္တာအနေငယ်ရမယ်ပြီးတော့အဲ့ဒီလို found ပြောင်းလိုက် ့အချိန်ကျရင်လည်း magic power နည်းနည်းလေးတိုးသွားပါအောင်မေ magic power တိုးရဲဆိုတဲ့နေရာမှာအဲ့ဒီတိုးတဲ့ magic power ကအားလီပိုင်းမှာပဲဖြစ်ပြီးတော့လေကိန်းပိုင်းညရင်တော့ magic power ပုံမှန်တိုင်းကပုံမှန်တိုင်းပဲဖြစ်နေပါလိမ့်မယ်ပြောရရင်မိုတော့ nafte လေးထဲမှာထည့်ထားရဆိုမဲ့တကယ်ကဆလီနာကဘက်ခံလိုက်ရတာဖြစ်ပြီးတော့ brother အနေနဲ့0.1 second ကိုးရောင်းတိုးသွားရုံလေးနဲ့ဘာမှဖြစ်မသွားပါဘူး Jennie နဲ့တူတူအလာပကေးတင်ရကိုဘသူစုခုသွားမလဲဆိုပြီးလိုက်ပြိုင်နေတဲ့ဇူရှင်းရဲ့စကီတူဟာတွေ့ကြတဲ့အတိုင်းပဲခြုံကိုတည်တည်ချာချာမြင်ရမယ့်အနေထားမှာတော့မရှိတော့ဘူးအရင်ကဆိုပြစတက်ရှိတဲ့ enemy တွေခြုံနှင်းဝင်လာလို့ရှိရင်စကီတူထောက်လိုက်ပြီးဆိုတာနဲ့ပြကျွန်တော်တို့ကအကြာကြီး းမြင်ရတယ်ဆိုပေမဲ့ဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲစကေတူခဏတာရမ်းတဲ့အချိန်လောက်ပဲမြင်ရမှာဖြစ်လို့ဆိုရှင်ရဲ့စကေတူကခြုံထဲမှာ enemy ရှိနေရယ်ဆိုရင်တော့မှအဲ့ဒီ enemy ကိုစကေတူနဲ့မထီသေးလို့ရေ vision လည်းမရပြန်ပါဘူးချစ်ပြင်းတော့ကတော့ရွှေရှင်းပါလေအရင်တုန်းကဆိုရင်လုံးဝကိုလိန်ကန်ကင်းလုပ်တဲ့ဘာညာဆိုရင်ဗျာမြင်မြန်တက်တက်နဲ့လုပ်လို့ရတဲ့ချစ်ပါအခုဆိုရင်ပေါ်တယ်ခုံမဲ့အခါကျရင်စကတ်အနေငယ်စောက်နေရမှာဖြစ်ပြီးတော့အဲ့ဒီလိုစကတ်အနေငယ်စောက်ပြီးမှတခြားပေါ်တယ်ကိုခုံကူးလို့ရမှာပါနောက်ပြီးတော့ပေါ်တယ်ခုံကူးဖို့စောက်နေတဲ့စကတ်အတွင်း enemy ကဒါမေ့လာပေးမယ်ဆိုရင်လည်းပဲအဲ့ဒီပေါ်တယ်ခုံနဲ့ဟာပြတ်ပါလေပဲစားရတာအရန်မြန်နေဆိုပြီးတော့ပြောနေကြတဲ့ Freya တို့ Julian ို့ဂျောဟတ်တို့အဖာတို့ဟာဆိုရင်တော့ဖြင့်ရေးစပယ်ရီကိုသုံးပြီးတော့ဘက်ဖတီကိုဒါမေ့ပေးတဲ့အခါအရင်တုန်းကတော့ဒါမေ့ထွက်တော့မှာမဟုတ်ပဲအရင်တုန်းကဆိုရင်ဗျာဒါမေ့တရာထိရဆိုရင်အခု85တို့65တို့အဲ့လောက်ပဲထိတော့မယ်အနေထားပါခလီယာကပါဆက်နစ်နည်းနည်းလေးဆိုပေမဲ့လည်းသူ့အနေနဲ့ပတ်စရနေရမယ်ဒါမေ့တီကိုရှော့ခံလိုက်ရတယ်စကီဝမ်ဒါမေ့ကိုရှော့ခံလိုက်ရတယ်စကီတူအေဗွန်ဖတ်ကိုရှော့ခံလိုက်ရတယ်အတီမေ့ရဲ့မှတ်တောင်းထွေးတဲ့အခါရမယ်အေဗွန်ဖတ်တီကိုရှော့ခံလိုက်ရတာဖြစ်တဲ့အတွက်နည်းနည်းလေးပဲဆိုရင်တော့မှခလီယာမတာအောက်သွားနိုင်ပါတယ်ကီမီရဲ့အတီမေ့ကိုတော့မတရားကိုတိုးလိုက်တယ်ပြီးတော့ဆလိုအဖတ်တီဘာတွေကိုလည်းရှော့ချပေးလိုက်ပြီးတော့ဒါမေ့ကြီးပါရှော့လိုက်တာဖြစ်တဲ့အတွက်ကီမီ 1 2လောက်ပဲသုံးစားလို့ရတော့မှာပါ Florian ကတော့ဒီ update မှာတော်တော်လေးကိုစုပ်ပြတ်တက်သွားရဲဆိုတဲ့အနေထားမှာရှိပြီးတော့ AT Mate ကလည်းအရင်တုန်းကဆိုရင်ဗျာသွေးဖန်းနဲ့ဟာကြီးအကုန်လုံးကို remove ဖြစ်စေပြီးတော့သွေးတွေအများကြီးပြတ်တတ်နိုင်နေဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြီးအဲ့ဒီသွေးဖန်းအကုန်လုံးကို remove ဖြစ်တဲ့ effect ကိုဖျောက်ပတ်လိုက်ပါတယ်ဒီကြားတစ်ခုကတော့ Florian နဲ့အတူတူပဲ Angela ရဲ့ရှီးတွေကိုလည်းရှော့လိုက်တာဖြစ်တဲ့အတွက် Florian ရော Angela ရောလမ်းပေးရောက်ပါပြီ Medida ကြီးကစကေးတူရှီးချော့ခံလိုက်ရတဲ့ဘေးမှာသူ့ရဲ့ teammate တွေရှိနေတဲ့အချိန်ကျရင်ဘေးမှာရှီးကိုလည်းရှော့ခံလိုက်ရတာဖြစ်တဲ့အတွက် Medida လည်းနည်းနည်းဘုတ်နေပါပြီတလားစရာဟန်ဆိုလေးကတော့ဖတ်ထားတဲ့ခြင်းမပြသေးဘဲနဲ့အခုလက်ရှိမှာဆိုတော့ပြီး Nef က ံလိုက်ရပြီးတွေးကြတဲ့အတိုင်းပဲစကီတူကိုတောင်ကြီးကိုတိုးပေးထားပါတယ်။ရှင်တော့ကဘာစီယာသွေးတဲ့ဘန်းနဲ့ဟီးရိုးတကောင်ဖြစ်တာဖြစ်တဲ့အတွက်အခုလိုမျိုးရှော့လို့တော့မရဘူးဆိုပေမဲ့တွေးကြတဲ့အတိုင်းပဲ50ကနေပြီးတော့40ထိ10%တောင်ရှော့ပလိုက်တယ်။နောက်ဆုံးကတော့ Fanny Bean ရုပ်အပေါင်းဆုံး Nef လို့ပြောလို့ရမယ်။လောင်ရဲ့ Ultimate ကိုတမလုံးအကောင်နေမြင်နေရမှာဖြစ်ပြီးရောကိုတင်းရရောကိုရဲ့ Enemy ရောမြေပုံကြီးမှာမြင်နေရမှာဖြစ်ပြီးလောင်ရဲ့တိုင်မရှင်ကဘယ်မှာကြမယ်ဆိုတာကိုတို့ကထီထီတွေးရမှာပါ။လောင်ရဲ့တိုင်မရှင်ကဘယ်နာကိုကြမလဲဆိုတာကိုထီထီမြင်ရရဆိုပေမဲ့အဲ့ဒီထဲမှာလောင်ရီတွေပါလားဘသူတွေပါလဲဆိုတာကတော့မမြင်ရဘူး။တိုင်မရှင်ကဘယ်နာက မလဲဆိုတာပဲမြင်ရတာဖြစ်တဲ့အတွက် infill လုပ်လို့တော့ကောင်းပါသေးတယ်အခုလက်ရှိ epic မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က z long တို့ error တို့ဆိုတာတော့မကင်းဝေးနိုင်သေးဘူးဒါပေမဲ့ method တို့ဟွန်နာတို့ရောက်လာတဲ့အခါကျရင် tag meter ရဲ့ effect တွေကိုခံစားရတော့မှာပါကျွန်တော်ဆိုရင်အခုလက်ရှိ lensy low ကို tan ဖေးရင်နဲ့စောင့်နေပြီဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင် lensy low ကြီးကလည်းအရင်ကလို popular ပြန်ဖြစ်လာလိမ့်မယ် support တွေအကုန်လုံးမင်းတို့သွားဆန်းဆိုပြီးတော့ lan မီကိုပို့လိုက်တယ် fighter တွေအကုန်လုံးနှီးပါကိုလည်းပြောရမယ်ဆိုရင်ပလင်မော်တင်ပြီးလိုက်တာဖြစ်တဲ့အတွက်ဒီဟာကြီးက tag meter ကိုမှ fighter jungler အမျိုးအစားကြီးထဲမှာပါသွားပါလိမ့်မယ် tag meter ဆိုတာထက်အရင်တော့ကလိုမျိုး support ကြီးတကားကားနဲ့ live ြည့်နေတဲ့တက်မတာမဟုတ်ပဲနဲ့ဒီတစ်ခါကျတော့ယူဆောင်တို့လပုတို့ရူဘီတို့ကဘုံတိုင်းဘုံတိုင်းဆိုပြီးတော့အုံတစ်ချက်ဆိုင်မဲ့တက်မတာဖြစ်လာမှာဖြစ်ပြီးတော့ဗတဲ့တစ်ခုကိုလည်းအကြာကြီးဆွေးဆိုင်ရမယ်အနေထားပါပုံမှန်ဆိုရင်ကျွန်တော်ပြပြရမှာက average bet ထဲမှာဆိုရင် battery ရော net တာရော adjustment လောက်တာရောဆိုစုစုပေါင်း hero က55កောင်ဆိုပေမဲ့အဲကျွန်တော် time traveler ကိုចန်ခဲ့ပါတယ် time traveler ကိုဘာဖက်လိုက်လဲဆိုတော့တူတူတူမက်စီယာမလို့ဘူး time traveler ရဲ့ skill 1 9000ကို short လိုက်တာပါပဲပြောချင်ရည်လည်းပြောပြီးသားကြီးចန်ခဲ့တာကြီးလည်းចန်ခဲ့ပြီးသားပြီဆိုတော့ item adjustment အနေနဲ့ battery feel လေးစီတွားကြတာပေါ့ဗျာဒါနဲ့အခုကြည့်နေတဲ့ brother တို့က MBN Indo MBN Philippines လို့ဘွဲစီနေတဲ့ International ဘောလုံးဘွဲတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ဖြင့် Wings ဘက်မှာယုံကြည်စိတ်ချသွားကစားနိုင်ပါပြီ Wings ဘက်မှာ International ဘောလုံးဘွဲစဉ်တွေကိုကိုဖုန်းနဲ့ရနေတဲ့စင်ထိုင်ရိုက် flight ကြီးရှုလို့ရယုံတာမကဘဲနဲ့ Brother တို့အနေနဲ့ iPhone တွေ laptop တွေအပြင်ကိုမှ BMW ကားတည်ကြည့်ဥပါစုခုနိုင်မယ့်အစီအစဉ်တွေရှိလို့နေပါတယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကြိုက်တဲ့ပေးမန်းနဲ့ငွေသွင်းခွင့်ထုတ်လုပ်လို့ရမှာဖြစ်ပြီးအခုလက်ရှိပြထားတဲ့ 1MBB ဆိုတဲ့ကုတ်ကိုသုံးပြီးအကောင့်သိဖွင့်မယ်ဆိုတော့ဖြင့်တခြားတခြားသောအကောင့်သစ်တွေအတွက် reward တွေကိုရရှိနိုင်မှာပါ channel ဝင်လာလေးလေးပြီးပြီဆိုတော့ video လေးကိုဆက်သွားလိုက်ကြရအောင်ဗျာ အဲ့တဲ့ adjustment ကနေပြီးတော့ပထမဆုံးပြောင်းလဲသွားတာကတော့ LS Bit ပါအလွယ်ကူဆုံးနဲ့ရိုးရှင်းဆုံးပြောရမယ်ဆိုလို့ဖြစ်ရင်အရင်တုန်းကကျွန်တော်တို့ LS Bit ဝင်လိုက်တဲ့အခါ MSB 10%ရပါတယ်အဲ့ဒီ10%ကိုဖြုတ်ပစ်လိုက်တယ်ပြီးတော့အရင်တုန်းကဆိုရင်လည်း LS Bit ကစပယ်တစ်ခုခုသုံးပြီဆိုတာနဲ့ဘေးစိတ်ထက်ရိုက်တဲ့အခါတွေးရတက်တယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ဖြစ်ရင်အားလုံးတွေးတတ်တဲ့အတိုင်းပဲစပယ်တစ်ခုသုံးပြီးတော့ဘေးစိတ်ထက်ရိုက်မယ်ဆိုရင်တော့မှအဲ့ဒီပထမဆုံးရိုက်တဲ့ဘေးစိတ်ထက်ကိုပဲတွေးပြန်တက်မှာဖြစ်ပြီးတော့တခြားဘေးစိတ်ထက်တွေကိုတွေးပြန်တက်တော့မှာမဟုတ်ဘူးဒါပေမဲ့တည်ထားမှာကအဲ့ဒီပထမဆုံးအချက်ရရင်တွေးပြန်တက်တယ်ဆိုတာကကိုယ့်ရဲ့ physical အထက်တွေပုံမူတည်ပြီးတော့တွေးပြန်တက်တာဖြစ်တဲ့အတွက်ကိုယ့် ီမှာ physical attack တွေများရယ်ဆိုရင်တော့သွေးမြများပိုတက်နိုင်တယ်ဆိုပေမဲ့ပြောရမယ်ဆိုရင်ဒီ item က net flight တွေထဲမှာပတ်သွားပါတယ်။ရင်တော့ကျွန်တော်တို့က stallion site လို့ခေါ်တဲ့ horia item လေးကိုဝယ်တဲ့အခါကျရင်ကို2220နဲ့ဝယ်ခဲ့ရတယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြင် stallion site ကကို2120နဲ့ဝယ်ရတော့မှာပါ။ပြီးတော့ stallion site ရဲ့ passive လို့ပြောလို့ရမယ်။ spare တစ်ခုသုံးပြီးလိုက် basic attack သွားရိုက်လို့ရှိရင် movement speed နည်းနည်းလေးမြန်သွားရဲ့ passive ကိုဖြောက်လိုက်တယ်။ပြီးတော့ true damage တွေကိုလည်း short လိုက်ပါသေးတယ်။ဒါပေမဲ့ပြင်ပြထားတာတစ်ခုကဘာလဲဆိုတော့အဲ့ဒီလိုမျိုး skill တစ်ခုသုံးပြီးလိုက် stallion site ရဲ့ passive နဲ့ရိုက်မယ်ဆိုရင် enemy က movement speed 40%အောင်ရောသားလိုက် မ့်မယ်ဒီကောင်ကဘက်တာလည်းမဟုတ်တယ်လို့နက်တာလည်းမဟုတ်တာဖြစ်တဲ့အတွက်အဂျက်စ်လီထဲမှာပါသွားပါတယ် glory one တို့စီးရဲဘက်တို့လို့တွေးတက်ပိတ်တဲ့ညီကိုတောင်းကောင်လည်းနည်းနည်းလေးနက်ဖလိုက်တယ်အရင်တော့အလိုမျိုးတွေးတက်ကအရင်ပိတ်နိုင်တော့မှာတော့မဟုတ်ဘူးဆိုပေမဲ့သူဟာနဲ့သူတော့အသုံးဝင်မဲ့ item တွေဖြစ်လို့တွေးတက်အရင်ကျဲမဲ့ခုလို fighter မတားကြီးမှာဒီ item သုံးခွက်ကလည်းတုံးစားလို့ရတဲ့ထဲမှာပါသေးတယ်ကျွန်တော်တို့စားတယ်လို့ပြောင်းတယ်လို့နဲ့ခေါ်ရဲကြတဲ့ area ရဲ့ခပတ် area ရဲ့ခပတ်ဆိုတာကအရင်တော့ကဆိုရင်ခိုး600နဲ့ဝယ်ရတဲ့ item အသေးတစ်ခုဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြင်ခိုး900ပဲဝယ်ရတော့မယ်အရင်တော့ဒီ item ကိုဝယ်လိုက်တဲ့အခါသွေး980တောင်ရမယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြီ HP က6ရာပဲရတော့မှာဖြစ်တဲ့အတွက်ဈေးကြီးလို့သွေးစည်းသွားတာပါ Rufus ကိုအရင်တုန်းက1980နဲ့ဝယ်ခဲ့ရတယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ဖြင့်2080နဲ့ပေးပြီးတော့ဝယ်ရတော့မယ်ကျွန်တော်က Rufus ကိုဝယ်မယ်ဆိုရင်ကျွန်တော်တို့ကသွေးချောက်ရပဲရခဲ့ရဆိုပေမဲ့အခုလက်ရှိဈေးတက်သွားတဲ့ Rufus မှာဆိုတော့ဖြင့်ဝယ်လိုက်ပြီဆိုတော့ ਨੇ သွေးရှိရာချက်ချင်းလည်းငယ်ရလိမ့်မယ်ကျွန်တော်က Rufus ကတော့စတန်5ခုပြည့်နေရဆိုရင်တော့မှစတန် duration ကို50%ပဲရှင်းချနိုင်နေဆိုပေမဲ့အခုလက်ရှိ Rufus ကဆိုတော့ဖြင့်စတန် duration ကို25%တိအောင်ရှင်းချပေးလိမ့်မယ်အဲ့ဒီတော့လူသုံးမျက်နှာမဲ့ item တစ်ခုဖြစ်လာမှာဖြစ်ပြီး buff လိုက်တာပါဈေးကြီးမသွားဘဲနဲ့ adjust လုပ်တဲ့အချိန်မှာပါသွားရဲ့ queen swing ကတော့အရင်နှောင်းကဆိုရင်ဝ ွယ်လိုက်ပြီဆိုတာနဲ့ HP 600ပဲရမယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ဖြင့်950တောင်ရမှာပါ။ Queen Swing ကို adjust လုပ်တယ်ဆိုတဲ့စကားအတိုင်းပဲအရင်တော့ကဆိုရင် adaptive attack က40တောင်ရရဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ဖြင့် adaptive attack က30ပဲရတော့မယ်။ channel passive ရတော့ဘာမှပြောင်းလဲသွားခြင်းမရှိပါဘူး။ Guardian Hammer ကတော့အရင်တော့ကဆိုရင်ကျွန်တော်တို့က2200နဲ့ဝေးရရဆိုပေမဲ့အခုလက်ရှိ Guardian Hammer ကတော့2500ထိဈေးတက်သွားတယ်ဆိုပေမဲ့ Guardian Hammer ကိုဝေးလိုက်တဲ့အခါအရင်တော့ကဆိုရင် HP က1550ပဲရရဆိုပေမဲ့အခုလက်ရှိ Guardian Hammer ကိုဝေးလိုက်တဲ့အခါ HP က1800ရမှာဖြစ်ပြီး channel passive ရတော့ဘာမှပြောင်းလဲမှုရှိမသွားပါဘူး။ Importer ဝေးလိုက်တဲ့အခါအရင်တော့က2000 ရတယ်အခုကကြတော့သွေး650ရမှာဖြစ်ပြီး HP 50တိုးသွားတာပါပဲဟောဒီကဝိုင်ယံဆေးပလင်းကအရင်တော့ကဆိုရင် stand duration တွေဘာတွေကိုရှင်းချပြီးရဲဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ဖြစ်အဲ့ဒီ stand duration ကိုရှင်းချတဲ့ effect ကိုဖြတ်လိုက်ပြီးအဲ့ဒီ stand duration အစားကျွန်တော်တို့ကဘာပြန်ရမလဲဆိုတော့အဲ့ဒီဆေးပလင်းလေးကိုထည့်ထားပြီးဆိုတာနဲ့ကျွန်တော်တို့က damage တွေရဲ့5%ကိုရှင်းချပေးလိုက်မယ်ကျွန်တော်က rapid boost ဆိုတော့က movement speed မြန်တဲ့ဖနက်တစ်ခုပဲဖြစ်တဲ့အတွက်ဒေါ်တာမမြလည်းမသုံးဘူးဘောင်းလည်းမသွင်းရတဲ့ဖနက်တစ်ခုပါအခုလက်ရှိမှာဆိုရင် rapid boost ကိုဝယ်တဲ့အခါကျွန်တော်တို့ကအရင်တော့ကလို့ goal 950နဲ့မဟုတ်တော့ဘဲနဲ့ goal 900နဲ့ဝယ်ရလိမ့်မယ် rapid boost ရဲ့ basic ကအရင်တော့ကဆိုရင်တော့ဖြစ် movement speed ပဲမ ြန်ခဲ့ရဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြင်ပက်စီကနယူအဖက်အစ်တစ်ခုထိပ်ပြလိုက်ပါတယ်ရပီဘူးကတွေးကြတဲ့အတိုင်းပဲဖရန်ကိုရဲ့ပက်စီနဲ့ပေါင်းလိုက်တဲ့အခါကျရင်ရပီဘူးကသွေးတွေရလဲပူပူတက်လာမှာဖြစ်ပြီးရပီဘူးကဓာမေးအထိမခံရရင်သွေးနည်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 းချင်းစီပြင်ပြန်တက်မှာပါဟိုကဗျာရပီဘူးကိုဝယ်လိုက်ပြီဆိုတာနဲ့ဖရန်ကိုကမဟုတ်ဘူးတခြားတခြားသောဟီးရိုးတွေကသွေးမရှိဘူးဆိုရင်သွေးရ7နှစ်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 ဆိုပြီးတော့တစ်စက္ကန့်ကိုသွေးရ7နှစ်7နှစ်7နှစ်အဲ့လိုတဖြည်းဖြည်းချင်းပြတ်တက်နေလိမ့်မယ်ဒါပေမဲ့တိထားမှာတကူကပါလဲဆိုတော့ကိုကရပီဘူးကြီးဝယ်ထားပြီးတော့ဓာမေးတွေပေးခံလိုက်ရတာဒါမှမဟုတ်လေကိုကဘေးစေးထက်ကိုတစ်ခုခုနဲ့သွားချလိုက်တာတော့ဘာလို့ဆိုရင်တော့ရပီဘူးရဲ့ပက်စီက ပြတ်သွားမှာဖြစ်ပြီးသွေးလက်တက်တော့မှာမဟုတ်တယ်လို့ MoMeSP လည်းရတော့မှာမဟုတ်ပါဘူး။ Trailer အာမာကို Every Patch တွေမှာစာအရှိရေးထားရဆိုပေမဲ့ကျွန်တော်လည်းကကနနတည်တည်ချာ Brother တို့နားလည်အောင်ရှင်းမပြတတ်ပါဘူး။တေချာတစ်ခုကပါလဲဆိုတော့ Trailer အာမာကသွေးနှဲလေပို့ပြီးတော့မာလီဆိုတာပါပဲ။ Teach you some rules, cubs! Thank you. တာဝါဒမ်းမီဘလောက်ရှိရဲဆိုတာလေလူတိုင်းသိကြတာဖြစ်တဲ့အတွက်ကျွန်တော်စကားရှိရှိဝေးပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်ဆိုတော့နောက်ထပ် roommate item တွေရဆိုရင်တော့ပြင်ဒါယာဟီရဲ့ပက်စီကိုပြောရမယ်ဒါယာဟီရဲ့ပက်စီကအရင်တုန်းကဆိုရင်30စက္ကန့်တော့ကြာရဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြင်ဒါယာဟီရဲ့ပက်စီပွေ့မှုဆိုရင်15စက္ကန့်နောက်ပဲဆောက်ရတော့မှာပါဒီ upgrade patch ကြီးက healing နေအကုန်လုံးကို nerf တင်တာဖြစ်တဲ့အတွက်ဟောဒီက healing roommate လေးကိုလည်းအရင်တုန်းကဆိုရင်ဗျာ30စက္ကန့်တခါ heal လုပ်လို့ရရဆိုပေမဲ့အခုလက်ရှိမှာဆိုတော့ပြင်15စက္ကန့်တခါကိုပဲ heal လုပ်လို့ရတော့မှာပါကဲဆိုတော့ကကျွန်တော်ရဲ့ဒီဒီ video တော့ဒီလောက်ပါပဲကျွန်တော်အနေနဲ့ upgrade patch မှာ hero ကြီးအများကြီးကိုရှင်းပြရတာဖြစ်တဲ့အတွက် တချို့ information လေးမှတ်သားရတော့တိကျန့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့ဒီလိုမျိုးဗီဒီယိုတပုတ်တပုတ်ရဖို့အတွက်အချိန်နဲ့အများကြီးပေးခဲ့ရတယ်လို့ပြောရမယ်ဆိုရင် information တွေ like ဆူရတာနဲ့အေးအေးပြတ်ပြီးတော့ညီမကောင်းမှဖြစ်သားခဲ့တယ်အဲ့ဒီတော့နောက်ထပ်ဗီဒီယိုတွေကိုတင်ဖို့အတွက်ကျွန်တော်၄-၅ရက်လောက်တော့နားပါအောင်မယ်ကျွန်တော် mouse mic မှာနောက်နေ့နောက်နေ့ကြာရင်လည်းဗီဒီယိုအစ်စ်တင်တဲ့သူပြန်လာခဲ့ပါမယ်အားလုံးပဲဖြစ်ခင်ကြပါစေဖဲပါမှာခင်ဗျာပတ်စစ်ကိုဘန်းလဲနဲ့ကားတယ်ဒီကောင်မ อะไรปะฮาบิโอนี่งโปรเองแจนี่ยมดาวดาวาทูเรียครับโปรอันดาไใครพี่จะระวังฮาร์บิโอเลยฮาบิฮาบิฮาบิฮาร์บิีาร์ฮาร์บิฮาราร์บิฮาร์บิฮาร์บว่าร์บิฮืร์บิฮาร์บิฮาร์บิฮาร์ damage ရှော့လာလीကိုလုံးနေလုံးနေကိုတိုးထားပြီးတော့နှင်းကိုရှော့ပေးထားပြီး damage ပါရှော့ထား K1 ရဲ့ stat ကိုရှော့ထားပြီးပြီးတော့ဆမိုင်းခဏလေးနော်လာပြီအားတိုင်းရေမင်းဘိုးချမောက်ရေးချက်လာလောင်းနေရမိုက်လေအေးပြီးတော့မှာ दिया हुआ टी वाई टी वाई टी टी वाई टी मेल अच्छा क्या रहा अब क्या ही अम्मा कौन है क्या हाँ हाँ हम एक हाँ